အခန်းငါပင်လယ်နှင့်လင်ငယ်ဒီတက်ချိန်မှာ6နာရီတိတိကြာဤတခါရေအီနေဒီမှာ7နာရီတိတိကြာဤထို့ကြောင့်ကျွန်တော်တို့အတွက်အချိန်9နာရီခွဲတိတိရာဤကျွန်တော်ဒီအချိန်ရသည့်အတိုင်းစူးစမ်းပြီးအဤမန်ဒီမနက်ပြန်ပင်လယ်ပင်တို့ရောက်တဲ့နေ့ကျွန်တော်တို့အချိန်ရရမည်မဟုတ်ပါကျွန်တော်နေထိုင်စွာအိပျော်သွားဤဘာဘီလုံထထရေတားချိန်ရောက်နေပြီထင်တယ်မာကျူရက်ကကျွန်တော်ကိုလုံလို့လိုက်ဤကျွန်တော်ဒီလီမန်စွာအိယာမထားပြီး တကိုင်းတစ်ခုတွင်ခြိထားသောလေကျိုးကိုဖြုတ်လိုက်၏လေဦးကိုမြေဝါသို့ဦးတည်လိုက်၏မိုးမရွာတော့ပါလာခွေးလေးမှကောင်းခင်ပြေတွင်ပေါ်နေ၏ကျွန်တော်မြေအလယ်မှမြေဝါရှိရာသို့ဦးတည်သွားနေ၏ရေစင်းလုံးမှတပြေးပြေးနေလာသည်ကိုကျွန်တော်ထင်သည်မှန်သည်မြေဝါနာရောက်သည်နှင့်ရေကြောင်လုံးမှတပြေးပြေးနေလာတော့မည်မဟုတ်လောကျွန်တော်သည်လေရွက်များဖွင့်ရန်ကိုတတိယလိုက်၏ကျွန်တော်တို့ရွက်ဖွင့်ကြရင်ကောင်းမယ်ထင်တယ်ကျွန်တော်ကမာဂျူရက်နှင့်ဂလိုစီသဘောကိုလှမ်းမိလိုက်၏ခမားသဘောပဲလေကျွန်တော်တို့သဘောကိုမမေးပါနဲ့ခမားကပတိန်ပဲ ကျွန်တော်ဒီအထင်းရွံ့နဲ့ရမကြီးနှစ်ခုလုံးကိုဖွင့်ခိုင်းလိုက်ပြီ။လေသွားနှုန်းမှလည်းချက်ချင်းမြင်လာ၏။ထိုအချိန်၌အလင်းရောင်မှလည်းရုတ်တရက်ပေါ်လာခဲ့လိမ့်မည်။ဘယ်လတွင်သို့မရောက်သေးပါမာလိုဒီမြေအတွင်း၌ပင်ရှိသည်။ပြည်တပိုင်ကန်းကိုဓမိုင်အဝေးခန့်တွင်လည်းကောင်း၊ဒက်ရှ်ပိုင်ကန်းကိုမိုင်ဝက်ခန့်အဝေးတွင်လည်းကောင်းထင်ရှားစွာမြင်နေရ၏။ကမ်းပေါ်မှာအဆောင်များကလည်းမြေလေတွင်ရွက်ပွင့်သွားနေကြသောကျွန်တော်တို့လေကိုမြင်နေကြတော့မည်ဖြစ်၏။ကျွန်တော်တို့အချိန်ထွက်တာလွဲပြီထင်တယ်။မာဂျူရက်ကလှေဦးတွင်ထိုင်နေရမှလှမ်းပြောလိုက်၏။အဆောင်နေအခုထွက်လိုက်ကြရင်ကျွန်တော်တို့လောက်အောင်ပြေးနိုင်ပါမလား။ဂလိုဒီကကျွန်တော်ကိုမေးလိုက်၏။ ကျွန်တော်မပြောတတ်ဘူးခေါင်းခါပြလိုက်ဤဒိုင်းဒိုင်းဒိုင်းတနတ်တန်များရုတ်တရက်ပေါ်ထွက်လာဤဒက်ရှ်ဘိုင်ကဲမမပေါ်လာခြင်းဖြင့်ကျွန်တော်ဒီလေဦးကိုပြင်းသစ်ပိုင်ကမ်းခြေဘက်သို့ရုတ်တရက်လှဲလိုက်ဤတနတ်တန်များချက်ချင်းရက်သွားဤဒက်ရှ်အဆောင်စစ်သားများကကျွန်တော်တို့လေသူ့ဘက်ကကက်မလာရဲ့အောင်တရီပေးပြက်ခတ်ကြဟန်တူဤပြင်းသစ်ပိုင်ကမ်းဘက်သို့အနေငယ်ပုံနီးသွားပြီအစားဝါရာချို့ကမ်းခြေတွင်အေးပေါ်လေပြင်းနေကြသည်ကိုတွေ့ရဤကျွန်တော်တို့ကမြင်မိထွက်လိုက်ရန်ပြင်ဆင်နေကြခြင်းဖြစ်ဟန်ရှိ သို့တော့ကုသိုလ်ကံတရားသည်ကျွန်တော်တို့ဘာနိုင်ရှိပါသည်မြေဝါသို့ရောက်လေပြီမင်းနဲ့ပိုင်းအတွင်းပင်လယ်အတွင်းသို့ရောက်တော့မည်လေပင်တစ်ချက်တိုက်လိုက်ဤကျွန်တော်တို့လေလေးမှာကြာပေါ်နေတစ်ချက်အရိုက်ခံလိုက်ရတော့မြင်းတကောင်လိုရုတ်တရက်အချိန်ပြင်းစွာဖြင့်ပင်လယ်ရေပင်အတွင်းသို့ပြေးဝင်သွား၏မြေဝါမှလောက်ခဲ့ပြီးလိုင်းချိန်မှချက်ချင်းပြင်းလာ၏ဝါရများသည်လိုင်းများကိုဖျက်ပြီးလိုင်းရဲချတော့မည်မဟုတ်ပင်လယ်ခရင်ဤစွန်းသားခန်းကိုစားကြရတော့မည်ဂလိုစီကလေဦးဘက်သို့တွားသွားပြီးရှေးမှဘောကုတ်ဆော်ဝိုင်းသို့အားဆိုင်ကြည့်နေ၏ ာဂျူရာကကျွန်တော်အနီးလာထိုင်၍ဆေးရွက်တစ်ခုကိုလီးဖြက်ပြီးဆေးလိုက်တလိုက်လိုက်ပေ၏ကျွန်တော်အားလုံးမျက်နှာမှာအလွန်ဝမ်းသာရွှင်လန်းနေသည့်အတွင်တရံများကိုအတင်ရှားဖော်ပြနေ၏နေထွက်ခဲ့ပြီးညကမိုးတန်ညောင်းရွှဲရွှဲဆုံနေသည့်အဝေးစားများလည်းချက်ချင်းခြောက်သွားလိမ့်ပြီပင်လယ်လိုင်းများ၏အမြင့်မှာဆယ်ပေကန်းရှိသို့တော်အခက်အခဲမရှိချောမောစွာရွက်လွင့်သွားနိုင်၏ပင်လယ်နား၏မြောက်ရက်ကိုဦးတည်၍ရွက်လွင့်သွားလာနေသည့်မှာငါးရက်တတိရှိသွားလိမ့်ပြီအင်းငါးရက်တွင်မိသည့်အခက်အခဲများလည်းမတွေ့ရ ၆ရက်မြောက်သောနေ့တွင်ရာသီဥတုမှနေသားတော်လဲလေလုံးဝမတိုက်ပါဗီလန်လိုင်းများရဲ့အထူးညင်တန်းဤကျွန်တော်မှာဗီလန်ဝင်တို့ရောက်တည်နေမှစပြီးယနေ့ထိတမင်းများမအေးရသေးပါအထူးသဖြင့်ညအချိန်များတွင်ကျွန်တော်မှာမိသောများထိမရအောင်အင်္ဂိုင်လာဤမလို့စီကဆက်လက်များကိုတလိပ်ပြီးတလိပ်မင်းကြီးပေးဤမာဂျူရက်ကလည်းအဝေးတထဲကိုရေးဆုပြီးကျွန်တော်မျက်နှာကိုမကြာခဏတုပ်ပေးဤထို့သောယခု၆ရက်မြောက်သောနေ့တွင်မူမိသောများထိမရတော့ကလုံစီနေမာဂျူရက်နှစ်ယောက်လုံးမှာလေဘဲကိုလုံးဝမထိန်တက်မကင်တက် တို့ကိုပဲကန်ခိုင်းဒီနေ့လေဦးတီရက်လွဲပြီးလိုရာခီးမရောက်ပဲရှင်နိုင်ထို့ကြောင့်လဲကျွန်တော်ပေပြီးတယောက်တည်းစူးစမ်းပြီးဘယ်နှင်းလောက်လာခဲ့ဤယနေ့မူမြေသူများမတတ်နိုင်တော့ပါလေလဲတူတူချသားညင်သောနေ့ဖြစ်သည်ဖြင့်ပဲကိုတို့နှစ်ယောက်ဖြင့်လွဲထားပြီးလေချမ်းကင်းပေါ်တွင်ကျွန်တော်ထိုးအိတ်လိုက်ဤမျက်စိမိတ်လိုက်ဒီနေ့ကျွန်တော်အိပ်ပျော်သွားပါသည်ဘာဘီလုံထထမုံတိုင်းများကြမလားမသိဘူးဂလိုစီကကျွန်တော်ကိုလုံလို့ဤအချိန်မှမုံလွဲခန့်ရှိမိမန်သည်ဘဝဉ္ဇဉ်တစ်ခုလုံးမှမဲမောင်နေသည်လေလဲအလွန်ထန်လျက်ရှိ ကျွန်တော်ချက်ချင်းအိမ်နေရာမှာထပြီးရွမ်းမကြီးကိုချလိုက်၏လေပေါ်ထန်လာတဲ့အပြင်ရွမ်းမကြီးကိုတုံးယူမဖြစ်တော့ရှေးမှာအထင်းရွက်လေးကိုပင်အားထားတုံးသွားရတော့မည်ခမရုံနေအောင်လို့ကိုယ့်ဟာကိုယ်ခေယူဆိုင်ကြဟိုရှိကလာနေတာမုံတိုင်းပဲဘဝဉ္ဇမှာပိုးရီမဲမောင်လာ၏လေမှာပိုးရီပြင်းထန်လာ၏မိုးကြလာပြီလိုင်လုံးကြီးများမှာကြောင်းမက်ဖွယ်လူလင်း၍ထလာ၏ကျွန်တော်တို့လင်ငယ်လေးမှာလိုင်လုံးကြီးများကြားတွင်ကောက်ရိုးပင်လေးတစ်ခုမျောပါသွားနေသလိုရှိ၏ကျွန်တော်မှာပဲကိုလက်နှစ်ဖက်နှင့်ထိန်းထားတော်လေလေဦးကိုညင်အောင်မိတို့မြထဲမရပါ လက်ချက်တစ်ချက်လင်းငယ်လေးမှမောက်တော်မီကဲ့သို့လူသွားတတ်သည်ဖြင့်ကျွန်တော်မှလေးကိုဦးတည်ရဲ့အသေးမထားရတော့ပဲရှင်းမပြေလာနေသော line နဲ့အလိုက်တင်ဖြစ်အောင်အမြင်ပြောင်းပေးနေရ၏ညနေ9နာရီခန့်တွင်မုံတိုင်းမှာကျွန်တော်တို့ကိုကြောဖြတ်သွား၏လေငိန်သွားပြီးလွပြန်မီဟဲ့သွားဝအန်ရတခု glossy ကလေဦးမနေရေဝမ်းမြောက်စွာကြွေးကြော်လိုက်၏အခုမှပင်အားလုံးပြန်ပြုံးပြနိုင်၏နေထွက်လာ၏ကျွန်တော်ဘက်ကနေရာမှထပြီးရွာမကြီးကိုပြန်ဖွင့်လိုက်၏မချူရက်ကပင်လယ်ရေစုကုံသောရိခါကြောင့်များကိုအဝိတ္တထဖြင့်ပြန်တုပ်ပြနေ၏ ။ဘာဖြစ်လို့ခနားလေပဲ့ကိုင်းတဲ့ပညာကိုပဲတော့ငါများတလောက်တော့ကြောင်ကြောင်ချင်းချင်းတက်ခဲ့တာလေ။ကလိုစီကလမ်းမေးလိုက်ဤရေတက်သေးတော့ကလေကျွန်တော်ရေတက်သေးမှ၃နှစ်လောက်နေခဲ့ပူတယ်။အမေရေတက်မတော့ကတနေ့ကျုံးပေါက်ပြေးတဲ့အခါဒုက္ခမထွေအောင်လို့သင်ပေးလိုက်တဲ့ပညာ။အားလုံးအတန်ထွေရေလိုက်ကြဤ။နောက်ထပ်6ရက်ပင်လေခေးကျွန်တော်တို့ဆက်ကြပြန်ဤ။မော်ဒန်လီဒန်ချိုးကိုမကြာခဏခံရတီမှလွဲပြီးဘာအန်ဒရဲမြောက်အကြီးကြီးမမမတွေ့ပါအချိန်မှမနေ့ဆယ်နာရီခန့်ရှိလေမှာရွက်မဖွဲနိုင်လောက်အောင်ပင်ငိမ့်တဲ့နေ့ ကျွန်တော်လေးနာရီခန့်ကြာအောင်လေကျန်းကင်းတွင်အိပ်ပြလိုက်၏။အရာမတို့သောခါ၌ကျွန်တော်နှုတ်ခမ်းများမှပူဆက်ပူလောင်ဖြစ်နေ၏။လက်ပြားနှင့်ဆန်းကြည့်လိုက်သောအခါနှကန်းအရေကုန်များမရှိတော့ကြောင်မတ်ဖွဲ့အကွဲနေသည်ကိုတွေ့ရ၏။နှာခေါင်းနှင့်လည်းအလားတူဖြစ်နေ၏အရေကုန်များမရှိတော့ကျွန်တော်လက်ဘွားများမှလည်းလေဘက်ကိုတစ်ချိန်လုံးဆုပ်ကင်ထားရသဖြင့်ပုံပြီးအတန်နီလန်နေ၏။မဂျိုရနီကလိုစီရိုမျက်နှာများကိုလမ်းကြည့်လိုက်သောအခါ၌လည်းကျွန်တော်ကဲ့သို့ပင်ကြောင်မတ်ဖွဲ့နေလောင်ထားသည့်ဒဏ်ရာများကိုတွေ့ရ၏အချိန်မှာနေ့လယ်နှစ်နာရီခန့်ရှိမီ ငါးပြန်များမှာကျွန်တော်တို့လေယာဉ်ဤတွင်ရေရဲသို့ခုံတက်လိုက်ရေရဲသို့ငုံဝင်လိုက်နဲ့ပြေကစားနေကြ၏မာဂျူရက်ဆိုင်ထဲကဆန်နေတဲ့ထုတ်ပြီးလေဘင်းတစ်ဖက်ကိုကျဲချီစမ်းပြမာဂျူရက်ကကျွန်တော်အမိန်တိုင်းဆန်လက်တဆုပ်စာခံနိုင်ပြီးရေရဲကျဲလိုက်၏ငါးများကျွန်တော်တို့လေယာဉ်ဤကပ်လိုက်၏အလူရဆန်များကိုဟန်စာ၏ကျွန်တော်ဒီခုံကျုံးမှအနူမိတ်ဆွေများထည့်ပေးလိုက်သောမုတ်ဆိုးကန်သားကိုယူပြီးလေဘေးနာငိမ့်သက်စွာကန်၍ငါးကြီးလာမိချိန်ကိုစောင့်၏စောင့်သည့်အတိုင်းငါးကြီးတစ်ကောင်မကြာမီပေါ်လာ၏ ကျွန်တော်ငါးကောင်းကိုချိန်ပြီးစက္ကနဲခုလိုက်ဤငါးမှာရေထဲပြင်မြုပ်သွား၏သို့သောစက္ကန်ပိုင်းတွင်မလုံမရှက်ဖြင့်ပြန်ပေါ်လာ၏ငါးတကောင်ရလိုက်၏အလေးချိန်ပေါင်း20ခန့်ရှိထုံငါးကိုမိခင်၍ထုံညက်နေတွင်အယိုးပါမကျအောင်ကျွန်တော်တို့စားပြလိုက်၏ဆက်တရက်ရှိခဲ့ပြီးပင်လယ်ခရီးအတွင်းယနေ့ထိသင်္ဘောတစ်စီးနှင့်မျှလည်းမဆုံမိပေပင်လယ်မြေပုံပါလာခြင်းမရှိသဖြင့်ယနေ့ရောက်ရှိနေမည့်အရက်ကိုလည်းကျွန်တော်မိသူမျှမမှန်းတပါအင်္ဂလိပ်ပိုင်းနယ်မြေအတွင်းလည်းရှိနိုင်သည် dash ပိုင်းရေပြင်တွင်လည်းရှိနိုင်သည်အချိန်မှာနေ့လယ်တနာရီခန့်တွင်ဖြစ်၏ ညာဘက်မိုးကုတ်ဆောင်ဝိုင်းနေတိုင်းအမဲဆက်လေးတစ်ခုပေါ်လာ၏နောက်တပြေးပြေးပို့ကြည့်လာ၏တင်မောကြီးလည်းဖြစ်နိုင်သည်ငါးပန်းလေးလည်းဖြစ်နိုင်သည်နေရွေလာခဲ့ပြီးတင်မောဖြစ်၏တင်မောမလူများမှာကျွန်တော်တို့ကိုမြင်ဟန်မထူပါတမိုင်ခန့်အကွာမှဖျက်ကျော်ရသွား၏ငါမနေ့ကကျော်သွားပြီးမှအော်ဝတ်တန်တစ်ချက်ရုတ်တရက်ကြားရပြီးကျွန်တော်တို့လေရှိရာသို့ပြန်လည်လာ၏ရင်းနှံတင်တင်မောဖြစ်၏တပိပိနီလာစီနေမြတင်မောကောင်းဘက်ပေါ်မှာကျွန်တော်တို့ကိုလမ်းကြည့်နေသောလူများ၏မျက်နှာကိုတဲခွဲစွာမြင်လာရ၏တင်မောရှိန်လျှော်သွား၏ခမရုပ်ဘယ်ကလာလာလဲ အင်္ဂလိပ်ဘာသာဖြင့်ကျွန်တော်တို့ကိုလမ်းပြလိုက်ဤပြင်သစ်ကီရနာကအင်္ဂလိပ်စကားတတ်သလားအမျိုးသမီးခရီးသည်တို့ကပြင်သစ်ဘာသာပြင်လန်းအောင်မီတတ်တယ်ကျွန်တော်တို့ပြင်သစ်တွေပါရှင်တို့ဒီလောက်ကန်းကဝေးတဲ့ပင်လယ်တွေကိုဘာထွက်လောက်တာလဲလို့ကပတိန်ကမေးတယ်ကျွန်တော်တို့သုံးယောက်ရုတ်တရက်ဘာပြင်ဖြစ်ရပြင်မသိပါသို့တော့ကျွန်တော်တို့အပြင်မပေးမီပင်ပြင်သစ်မဟုတ်ထင်ရသောခရီးသည်အမျိုးသမီးကပင်လမ်းပြန်ပြောလိုက်ဤကရင်ကပြောတယ်ဂျိုးလေးကချပြီးမယ်ရှင်တို့သုံးယောက်လုံးတင်မောပေါ်တက်ခဲ့ပါလေရှင်တို့လေးကိုလည်းတင်မောပေါ်တင်ခဲ့ပြီးမယ် ကဲသားမရှိပါဘူးကျွန်တော်တို့တင်မောင်းနဲ့မလိုက်ဘူးလင်းနေပဲဆက်သွားမယ်ဂျေဆုတင်မာရီတို့ကပတိန်ကိုပြန်ပြောလိုက်ပါထိုမျိုးသမီးကကပတိန်ကိုပြန်ရှင်းပြ၏ရှင်တို့ဘာပြုလို့အခုညီမလို့ကျင်လာလဲကျွန်တော်တို့ကျွန်းသမားရီပြင်သစ်ကီရနာတကြုံကထွက်ပြေးလာကြလားရှင်တို့ဘယ်ကိုသွားကျင်လာလဲဒရီနီထက်ကပတိန်ကရှင်တို့ပင်လယ်အတွင်းဘက်ကိုတိတ်ရောက်နေတယ်တဲ့တိတယ်ကျွန်တော်တို့မှမြေပုံမပါဘူးအခုကျွန်တော်တို့ဘယ်မှာရောက်နေလဲလို့မေးပေးပါအင်္ဂလိပ်မြေပုံဖတ်တက်လာတဲ့တက်တယ်ဒါမနီကန်အတွင်းမှာကျွန်တော်တို့ရောက်နေသည့်နေရာကိုဝိုင်းပြထားသည့်မြေပုံတစ်ချက်ကိုပြစ်ချပေး၏ ထို့နောက် secret book များအသားဘူးများကိုလည်းပြချက်ပြီးကျွန်တော်ကမြေပေါ်ကိုစစ်ဆေးကြည့်လိုက်၏ဂရီဒီတက်ကိုသွားချင်းအဒီကအနောက်စုစုကိုဦးတည်သွားရမယ်မဟုတ်လားဟုတ်တယ်ကပတိန်ကလမ်းအောင်လိုက် မိုင်ဘလာဝေးသလဲနေရခကြီးသွားရမယ်ကျေးဇူးပဲကျေးဇူးများကြီးတင်ပါတယ်ရင်းနေတမောကြီးကျွန်တော်တို့လေအနီမှာပြန်ခွာသွား၏ကျွန်တော်ပါတင်မောဘန်ကာရွက်များနဲ့ကျွန်တော်တို့လေကြီးမိမိဆိုရင်လေဦးကိုတင်မောမှဝေးရတော့လင်းမြန်စွာလှည့်ပြလိုက်၏ထိုချိန်၌တင်မောသားတယောက်ကအောက်ထပ်တလုံးကိုကျွန်တော်တို့လေပေါ်သို့ပြစ်ချပေးလိုက်၏ အောက်ထုတ်ထိတ်တွင်ရွှေရောင်ကြောက်စူးတစိလေးတစ်ခုတတ်ထား၏ကျွန်တော်ကအောက်ထုတ်ကိုယူပြီးခေါင်းပေါ်ဆောင်လိုက်၏မှန်သည်နောက်နှစ်ရက်ကြာတွင် အင်္ဂလိပ်ပိုင်းဒရီနီတက်တို့ကျွန်တော်တို့ရောက်ရည်သွားပါသည်